ိုကြောက်ကလေးမောင်ကြိုင်မြို့ကြီးပကြီးနဲ့အင်မတန်မှအလံဝေးလာတဲ့ကျေးရွာလေးဖြစ်ပါတယ်ကျေးရွာလေးဟာထမ်းမင်ထမ်းတော်တွေနဲ့အုံဆိုင်နေပြီးစိုက်ပျိုးရေးလုပ်ငန်းကလေယာဉ်လုပ်ငန်းတွေနဲ့အတန်မွေးကြတဲ့ကျေးရွာသူကျေးရွာသားတွေတောင်ဖြစ်ကြပါတယ်ကျေးရွာလေးရဲ့အမည်ဟာချမ်းသာကျေးရွာလို့အမည်တွင်ပါတယ်ပြည့်ညက်သွားရာတသက်ပါခြင်းကြောင့်ကျေးရွာသူကျေးရွာသားတွေဟာအယံကိုဆင်ရလေတနေ့လုံးမှတနေ့စားတဲ့ဘဝသမားတွေလည်းဖြစ်တယ်ချမ်းသာကျေးရွာလေးမှာ ိုထုံးခင်ဆိုတဲ့လက်သမားတအုပ်ရှိပါတယ်။သူဟာကိုပိုင်လေယာလို့ဆိုတာမပိုင်ဆိုင်မင်းနဲ့အများသူကလေယာတွေမှာသာစင်းရဲငါဖြစ်နေလောက်ကင်နေရတဲ့တအုပ်လည်းဖြစ်ပါတယ်။ကိုထုံးခင်ဟာစင်းရဲမွေးတွေပေမဲ့သူ့ရဲ့အလုပ်တွေကိုတော့လဲဟာမှုမရှိကြိုးကြိုးဆဆကိုစေတနာထားပြီးတော့လှုပ်ဆောင်ပေးလိမ့်လည်းရှိတယ်။ကိုထုံးခင်မှာတော့မသိရင်ဆိုတဲ့ဇနီးတစ်ယောက်လည်းရှိပါတယ်။မသိရင်ဟာလဲပိုင်ရှင်တထေးမျိုးရိုးကနေစင်းတက်လာခဲ့ပေမဲ့သူမနဲ့အိမ်မှာစင်းငါလာရောက်လောက်ခိုင်တဲ့ ကိုထုံးခင်နဲ့ခိုးရွာလိုက်ပြေးခဲ့တာကြောင့်မိဘတွေဟာသူမကိုအမွေပြက်ဆန့်လွတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်မဲကိုထုံးခင်နဲ့မသိရင်တော့ဟာချမ်းသာကြီးရွာလေးစီကိုပြောင်းရွှေ့လာကြပြီးလဲဆောင်တဲလေးမှသာလဲများနဲ့အူသားနေထိုင်ကြပါတယ်။တနေ့ကြော်ကန်ရောက်ရှိချိန်မှာတော့ကိုထုံးခင်နဲ့မသိရင်တော့မှတောင်လေးတယောက်မွေးဖွားလာပါတယ်။တောင်လေးမွေးဖွားလာတဲ့အထိကိုထုံးခင်နဲ့မသိရင်တော့မှဆင်းရဲငါးဘွားကနေမလွတ်မြောက်နိုင်သေးဘူး။တနေ့လုံးမှတနေ့စားပြည့်သားလေးမောင်ကျော်မြင့်ကို ြောင်းထားပေးခဲ့ပေမဲ့မောင်ကျော်မင်းကတော့အပေါင်းအသင်းခေါ်မိပြီးတောက်စားလောင်းကစားတွေကိုသာစိတ်ဝင်စားနေခဲ့တယ်။မိဘနဲ့အုပ်ဖြစ်တဲ့ကိုတုံးခင်နဲ့မတ်သိန်းတို့ဟာမောင်ကျော်မင်းကိုနေမျိုးနဲ့တုံသင်ဆုံးမခဲ့တယ်။ဒါပေမဲ့အခုမောင်ကျော်မင်းစဲကျော်တဲ့အရွယ်အရသမားလောင်းကစားသမားဖြစ်နေချမ်းသာကြေရော်လေးမှာဘွယ်တူတစ်ခုကိုရရှိနေပြီလေဖြစ်တယ်။မိမမောလိုက်တာကွာ။ကိုတုံးခင်ရှင်းပြန်လာပြီလား။အေးကွာ။ မင်းသားကြော်မင်းမော်ကရွာမြောက်ပိုင်းမှာရံပြစ်လို့လေရွာလူကြီးအိမ်အောင်ရောက်နေတယ်တဲ့ဟင်တားလေတားလေးကရွာလူကြီးအိမ်ကိုရောက်နေတယ်ဟုတ်လားကိုတော်ကဲအေးကွာဟာမဖြစ်ဘူးကျမတားလေးတယောက်တည်းမျက်နှာငယ်နေလိမ့်မယ်ကျမတို့လိုက်သွားမှဖြစ်မယ်နေစမ်းမအောင်ကွာထမင်းလေးပါလေတော့စားပြစေဦးဘာတားတယောက်တော့ရွာလူကြီးအိမ်ကိုရောက်နေတောင်မှရှင်းကအေးအေးစသေးထမင်းစားအောင်မယ်ပေါ့ဟုတ်လားကိုတော်ကဲ မိမရာမင်းသားကရွာလူကြီးအိမ်ကိုရောက်နေကြပဲတို့လည်းခဏခဏလူကြီးကျိမောင်းတာခံနေရပြီလေအခုလက်လေတွေကနေပြန်ရောက်ခါစားရှိသေးတယ်ကွာဘာကြီးစပြောလို့မင်းသားအကြောင်းသိခဲ့ရတာကွာဟုတ်တော့ဒါဆိုရင်အမြန်သွားမှဖြစ်မှာ နောက်မှစားစမ်းမှရှင်ကျမလိုက်သွားမှဖြစ်မယ်ဟေးမိမမိမအသက်ရွယ်ကြီးရင်လာပြီဖြစ်တဲ့မိဘနှစ်ပါးကိုမောင်ကျော်မင်းကလောက်ကင်ကျွေးမွေးဖို့ရမစုံနဲ့သူ့ရဲ့ပြဿနာဘောင်းဆောင်ကိုတနေ့မဟုတ်တနေ့ မိဘနှစ်ပါးကလိုက်လံပြီးတော့ရှင်ပြေခဲ့ရပါတယ်။အခုလည်းဖခင်ပြတူဟာမမောပမန်းနဲ့လေတွေကပြန်လည်ရောက်ရှိတာနဲ့ပဲထမင်းအောင်မစားသေးပဲနဲ့ရွာလူကြီးအင်ကိုမောကြီးပန်းကြီးနဲ့ဥတီခဲ့ရတယ်။ဒီလိုနဲ့နေထိုင်လာခဲ့ရဥထုံးငယ်တယောက်အတန်အားဖြင့်45နှစ်ကိုရောက်ရှိလာပါတယ်။မသိရင်ကတော့အတန်40ရွယ်ကိုချင်းနေဝင်ရောက်လာပြီ။တဦးတီတော်သားလေးမောင်ကျော်မြင့်ကတော့အတန်20အရွယ်နဲ့တောက်စားမိုးရွပြီးလောင်းကစားသမားကြီးတို့အဖြစ်နဲ့ချမ်းသာရွာလေးမှာ ကြီးပြင်းလာခဲ့တယ်။ချမ်းသာရွာလေးတွေမှာကချမ်းသာရွာနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ရွာပေါင်းများစွာမှာလည်းဆင်းရဲနှမ်းပါကြတဲ့တောသူတောင်သားတွေများစွာနေထိုင်ကြရတယ်။မြို့နယ်လည်းအင်မတန်မှအလံဝေးလာပြီးအုတ်ချုံမှုပိုင်ဆိုင်ရာကလည်းဒီကြီးရွာလေးကိုလုံးဝမလွှမ်းမိုးနိုင်သေး။ဆင်းရဲသားတွေပြကြတဲ့ရွာသူရွာသားတွေကိုတော့ခေါင်းပုံဖြတ်မဲ့ငွေကြေးရှင်တွေကလည်းမြို့ကြီးပြကြီးစီကနေဒီကြီးရွာလေးစီကိုကယ်တင်ရှင်တွေနဲ့အယောင်ဆောင်ကရောက်ရှိလာခဲ့ကြတယ် ဒေသချင်းစာပတ်တယုံမြအတန်းစာတက်မြောက်ထားခဲ့တဲ့ရွာသူရွာသားတွေကိုတော့မလုံးများစွာပေးလို့ငွေကြေးတွေချင်းငါခဲ့တယ်။ဒီလိုတွေဟာဂျပန်ကိကချစ်တီကလာတွေတိုင်းပဲငွေချေးလို့ပြန်လဲဆက်ရမယ့်ချိန်ကာလမှာမဆက်နိုင်ခဲ့ရင်တော့လေသိမ်းရာသိမ်းနဲ့ပြုလုပ်လာပါတယ်။စာပေမတက်မြောက်တဲ့ရွာသူရွာသားတွေလည်းနားမလည်ဘူးအောင်မြောက်များစွာနဲ့ခေါင်းပုံဖြတ်ခြင်းကိုခံရတဲ့အချိန်ကာလစီကိုဆက်ရောက်လာပါတယ်။လေစင်းငါဖြစ်တဲ့ဥတုံးခင်နဲ့မသိန်းတို့က စားဝင်းတွေရဲ့အရန်ကိုကျက်တက်လာတယ်။တပေါင်းလာကြီးပြတ်တာကြောင့်အိုက်ဆက်ဆက်ခံစားမှုတွေဟာအဲ့ရောက်တဲမှာအိတ်ဆက်မရတဲ့ပိုအိုက်လုံးပါတယ်။ဒါကြောင့်ဦးထွန်းခင်တရောက်အဲ့ရတဲကနေထားတယ်။အိမ်ရှိကုတ်ပြစ်မှာအိတ်ဆက်မယ်လို့ကြံရွယ်တယ်။ဒါမဲ့လေကုတ်ပြစ်လေတွေမှာတော့သူ့ထက်ဦးစွာအိတ်ဆက်နေတဲ့တားဖြစ်သူကြော်မြင့်ကိုတွေ့ရတယ်။အယံမုံမုံနဲ့အိတ်ဆက်နေပြီးခွေးပေါက်တွေတကောင်ကိုလည်းလက်ဘေးမှာကြိုးချပြီးတော့ခေါ်ဆောင်ထားပါတယ်။ဒီမင်ခွင့်ကြောင့်ပဲဖခင်ဖြစ်သူဦးထွန်းခင်တရောက်တကူတဲ့အခုလို့ ရေယုံခဲ့ပါတယ်။ဟာမကြုံမြင့်ကွာ။သူတော်မှစားစရာမရှိတောက်စရာမရှိဖြစ်နေတာ။ဘဲကခွေးကိုခေါ်လာပြန်ပြီလည်းမသိဘူး။အဲ့လိုရည်ရွယ်လို့ညနေနဲ့မှတိုက်ခိုက်လာခဲ့တဲ့လေအေးတွေကိုဦးတွန်းငယ်တယောက်ခံစားနေတယ်။အခုလိုအော်ဟိပြောဆိုနေတဲ့စကားသံတွေကိုလည်းကြားသိရတယ်။တခိုးပြို့တခိုး။ဟေးတခိုး။လူစုလူကိုတွေဟာနောက်ကလိုက်ပါခဲ့တဲ့အတန်တွေနဲ့တခိုးဆိုတဲ့အော်တန်တွေကိုလည်းဦးတွန်းငယ်တယောက်ကြားလိုက်ရတယ်။ ဒါကြောင့်သူဟာအိမ်ဘဝကနေပြီးမတက်ရက်နေတော့နေနေဖုံးဆုံးတဲ့လူတို့ဟာသူ့ရဲ့ခြံတွင်းကိုကုန်ပြန်ကြော်လာပြီးတော့ဝင်ရောက်လာခဲ့ပါတယ်။ဟေးမင်းမင်းဘယ်သူလဲကွာ။ရှီအဖေသားပါဗျာသားပါပဲ။ဟေးနေနေဖုံးဆုံးတဲ့အဲ့လူခြံတွင်းကိုရောက်ရှိလာတာနဲ့သူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်။တေချာတာကလူစုလူဝေကတကိုးလို့အော်ဟိနေကြတဲ့တကိုးပဲဖြစ်လိမ့်မယ်။ဒါပေမဲ့ဒီလူကသူ့ကိုအဖေလို့ခေါ်ဆိုတာကြောင့် ဦးတွန်းခင်လည်းကြောင်တောင်ဖြစ်သွားတယ်။အရက်မိုးပြီးတော့ကုတ်ပြစ်ပေါ်မှာအိတ်နေတဲ့သူ့ရဲ့သားဖြစ်သူစီကိုလည်းအကြည့်တစ်ချက်ရောက်ရှိသွားပါတယ်။အဲ့နောက်အပေးမင်းကဘာတူလဲကွာ။ဘာအပေးလဲ။မင်းကတခုံးမလား။ထွက်သွားစမ်းကွာ။ငါချန်နေကလည်းထွက်သွား။ငါအော်လိုက်မှာနော်။အပေးသားကအပေးသားပါဗျာ။မင်းဘာလေးလာပြောနေရလဲ။ငါသားကဟိုမှာအိတ်နေရလေကွာ။ဟုတ်ပါတယ်ပေ။ကုတ်ပြစ်ပေါ်မှာအိတ်နေတာက အဖေရဲ့သားကြီး။သားရဲ့အကိုကြီးကိုကျော်မြင့်လေး။ဒါကအဖေတို့ရဲ့ဒုတိယမြောက်တန်းငယ်ပါ။ဟေး။အဲ့လိုပြောဆိုပြီးတော့မိန်းမကိုတက်ဖို့အတွက်ဟန်ပြင်းနေ။ဦးထုံးကလည်းတကိုးဖြစ်တာကြောင့်တားဆီးတယ်။ဒါပေမဲ့ဘလို့မှတားဆီးမရပဲလေလုကဇနီးဖြစ်သူဒေါ်သိန်းအိပ်ပျော်နေခဲ့တဲ့အိတ်ခမ်းတွင်းကိုစွတ်တရော်ပဲဝင်ရောက်သွားပါတယ်။ဦးထုံးကတည်းကဒီလိုနောက်ကနေလိုက်ပြီးတော့တားဆီးတယ်။ဒါပေမဲ့မရကိုအိပ်ပျော်နေတဲ့ဇနီးဖြစ်သူရဲ့ဝမ်းပိုက်တွင်ကို ဝင်ရောက်တော့ခင်တာကိုလည်းကိုတိုင်တွေ့လိုက်ရတယ်။ဟာတကူတကူကိုထုံးခင်ဘာမှလည်းတကူတကူဘာမှလည်းဦးထုံးခင်တယောက်အိပ်ပျော်နေခဲ့ရကနေတကူဆိုတဲ့စကားတန်နေကြောင်းလန်တို့လာခဲ့ပါတယ်။ပြကြတာကသူတယောက်အိမ်မက်မနေတာအဲ့တော့သူရဲ့အိမ်မက်တွေကြောင်းကိုဇနီးပြည့်သူစီကိုအကြောင်းဆောင်ရှင်းပြလိုက်တဲ့အခါအဲ့ဒါပဲမိမရောက်ငါအိမ်မက်မနေတာတော့အိမ်မက်ကထူးဆန်းလာကြည်လားတကူကကျမပိုက်ထဲကိုဝင်သွားတယ်ဆိုတော့ အဲ့ဒါပြောတာကွာငါထင်မင်းပိုက်ထဲမှာများဝင်စားခြင်းလို့အိမ်မက်မှတ်တာလားဟုတ်တော့မဖြစ်နိုင်ဘူးလေကျမလည်းသွေးဆုံနေပြီဒီအရွယ်ကြီးကြမှာခက်လေးရနိုင်ပါအောင်မလားတော့ကလည်းအေးကွာဒါဆိုဘလို့အကြောင်းကြောင့်ဒီအိမ်မက်ကိုမက်ရတာလဲဟင်နေပါဦးငါအိမ်မက်ထဲမှာမကြွမင်းတယောက်ကခွေးတစ်ကောင်နဲ့ကုတ်ပြပမာအိတ်နေတာမြင်နေရတယ်ခဏလေးငါသွားကြည့်အောင်မေတော့တဲ့ရင်လေသွေးဆုံအသားဆုံးအရွယ်ကိုရလို့နေပါဖြစ်တာကြောင့် ကိုဝင်ရနိုင်လိမ့်မယ်လို့လည်းမတင်ဘူး။ဒါကြောင့်အခုလိုအိမ်မက်ကိုမရနိုင်လို့လည်းအုတ်ထုံငယ်တယောက်စဉ်းစားမိပါတယ်။သူ့ရဲ့အိမ်မက်တွင်းကခွေးပေါက်လေးနဲ့တားပြစ်သူတို့ဟာကုပစ်လေးပေါ်မှာအိတ်ဆက်နေသလားစပက်တွေနဲ့တွားရောက်ကြည့်တဲ့အခါဟာဟုတ်ပါမင်းမရဒီမှာလေမင်းသားနဲ့ဘဲကခွေးပေါက်လေးလည်းမသိဘူးကွာဒီမှာတွေ့လားငါရဲ့အိမ်မက်ထဲကအတိုင်းပဲကွာအဲ့ဒီခါမှာကုပစ်လေးပေါ်မှာမုံမုံနဲ့အိပ်ပျော်နေခဲ့တဲ့တားပြစ်သူနဲ့ခွေးပေါက်လေးတစ်ကောင်ကို ။အိုးတုံးငယ်တယောက်သူ့ရဲ့အိမ်မက်ထဲကထိုင်ပဲအပြင်မှာမြင်တွေ့လိုက်ရတယ်။ဒီလိုနဲ့၃လခန့်ကြာပြီးတဲ့နောက်မှာတော့ကိုတုံးငယ်ကျမနေလို့ထိုင်လို့မကောင်းလို့တော့ဒေါတင်အေးစီမှာသွေးကြစီသွားတောင်းတာ။အဲ့ဒါကျမမှကိုဝင်ရှိနေရဲ့လို့လက်တဲ့ဒေါတင်အေးကပြောတယ်။ဘာ?မင်းမှကိုဝင်ရှိနေပြီဟုတ်လား။ဟုတ်တယ်ကိုတုံးငယ်။ဘယ်နဲ့ပြည့်ရတာလဲ။ဒီရွေးကြီးကမှကိုဝင်ထက်ရှိရတယ်လို့သိကြပြီမယ့်ရင်။ဒါဆိုငါအိမ်မက်ထဲကတခိုးလေးဝင်စားတာဖြစ်လိမ့်မယ်။ ဒါဆိုကျမမိုးရမယ်ကလေးကတကိုးလေးဖြစ်နေရင်ကျမတို့မိသားစုဒုက္ခရောက်မှာပေါ့မဖြစ်ဘူးမဖြစ်ဘူးဒီကလေးကိုဖျက်ချပြမှာဖြစ်မယ်အသက်40ရွယ်တော့တင်းရင်တယောက်ကိုဝင်ရရှိနေခဲ့တာလက်သေးဘွားကြီးတူပြောဆိုတာကြောင့်သိရှိသွားခဲ့ပါတယ်ဒါကြောင့်ဦးထုတ်ခင်သူ့ရဲ့အိမ်မက်တွင်ကတကိုးလေးသာလာရောက်ပြီးတော့ဝင်စားခြင်းဖြစ်မယ်လို့လည်းပြောဆိုတယ်ဒါကြောင့်ဒေါ်သိန်းရင်တယောက်တကိုးလေးသာမွေးဖွားလာရမယ်ဆိုရင်သူတို့အတွက်အန္တရာယ်ဖြစ်လာနိုင်ကြောင်းကိုဝင်ပျက်စီးစေဖို့အတွက်ဤအမျိုးမျိုးနဲ့ပြုလုပ်ဖို့ပြင်ဆင်ပါတယ် တညမှာတော့ဘိုးထုံးခင်တယောက်အိမ်မက်တစ်ခုပြန်ပြီးတော့မှတ်တယ်။မြင်မက်ခဲ့တာကဇနီးပြည်သူဒေါ်သိန်းရင်ဝမ်းပိုက်တွင်ကိုဝန်းရောက်သွားတဲ့တကူလေးဟာမျက်နှာငလေးနဲ့ဘိုးထုံးခင်စီကိုရောက်ရှိလာပါတယ်။ဟဲ့မင်းမင်းလာပါပြီလား။လာပြန်ပြီနောက်တစ်ခါ။အဖေရဲ့သားကိုဖျက်မချပါနဲ့ဗျ။သားကအဖေနဲ့မိကိုဒုက္ခပေးမလို့မဟုတ်ပါဘူး။ဟေးမင်းဘာတွေလာပြောနေရလဲ။မင်းကိုဘသူကဘာတွေဖျက်ချနေလို့လဲကွာ။အဖေ သားကိုအမေကဖျက်ချဖို့အတွက်သူ့စိတ်ထဲမှာအချိန်မြင့်ရှိတဲ့အဖေအဖေသားကိုစောင့်ရှောက်ပေးပါနော်သားကိုစောင့်ရှောက်ပေးပါဖေရဲ့သားလာခြင်းလို့ပါဗျာနော်အဖေနော်လို့မင်းပြောတာတွေငါဘာတခုမှနားမလည်ဘူးကွာမင်းဘာတွေပြောနေရလဲဒီလိုပါဖေအခုအမေပိုက်ထဲမှာသားရှိနေတယ်သားကိုအမေကပြက်စီးဖို့အတွက်ကြံစီနေရလေဒါကြောင့်သားကိုအဖေကိုယ်တိုင်စောင့်ရှောက်ပေးပါနော်အမေကိုမျက်ချိမပြတ်စောင့်ကြည့်ပေးပါဖေး အဘေတို့မိသားစုစားဝတ်နေတဲ့အတွက်ဘာမှပူစရာမလိုအောင်လို့သားလှုပ်ပေးပါမယ်။အမေရဲ့မိန်းနောက်မှာပဲသားကိုမမွေးမချင်းအဘေစောင့်ရှောက်ပေးပါနော်။ဟင်ဟိတ်ဟိတ်အဲ့လိုအိမ်မက်တဲ့ချောင်းတွေကိုဦးထုံးကတည်းကဇနီးဖြစ်သူကိုပြန်လဲမပြောပြခဲ့ဘူး။ဇနီးဖြစ်သူရဲ့အခြေအနေကိုသာအရေးတကြီးနဲ့အကဲခက်ခဲ့ပါတယ်။မနက်မိုးလင်းခဲ့တာနဲ့ဦးထုံးကတည်းကဘွေးစားကြီးတူဆက်ဆက်မိမိသူ့စီရောက်ချွတ်လာတာကိုကြုံရတယ်။ရုပ်ဦးထုံးက ဦးတွန်းခင်ရှိလားဗျဘသူတို့များရှိပါတယ်ဘာကိစ္စများရှိလို့လဲဗျကျုပ်ဆရာကခမားကိုပစ္စည်းလေးတွေပေးခိုင်းလိုက်လို့ပါဗျာခမားဆရာဆိုတာကဩကျုပ်ဆရာကဒီနေ့တဝိုင်းမှာနာမည်ကြီးတဲ့ပွဲစားကြီးဦးခင်မောင်မောင်ပါဗျအဲ့ဒါသူကချမ်းသာရွာကဦးတွန်းခင်စီဒီပစ္စည်းလေးတွေကိုပို့ပေးပါဆိုလို့ကျုပ်လာပို့တာဘာပစ္စည်းတွေလဲဗျအဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျခမားမိမမေးဖို့ဖို့အတွက်လိုအပ်လိမ့်မယ်ဆိုပြီးတော့ ျုပ်ကိုပေးခိုင်းလိုက်တာအဲ့လူပြောဆိုသွားခဲ့တဲ့နာမည်ကြီးပွဲသားအိုးခင်မောင်မောင်ဆိုတဲ့အမိကိုလည်းအိုးထုံးငယ်တယောက်လုံးဝမကြားခဲ့ဘူးဒါပေမဲ့လည်းဒီလိုလမ်းရောက်ပေးသွားခဲ့တဲ့ပစ္စည်းတုပ်လေးကိုလက်ခံပြီးတော့ဖွင့်ပေါက်ကြည့်တဲ့အခါမှာတော့ငွေသားတချို့နဲ့လက်ဝတ်လက်စားရွှေတဲ့ပစ္စည်းတွေဖြစ်နေတာကိုမြင်တွေ့လိုက်ရပါတယ်ဥပဒေနဲ့လောက်ကင်းခြင်းမရှိတဲ့ပစ္စည်းလားအမျိုးမျိုးသောအတွေ့အကြုံကိုတွေးမိခဲ့တယ်ဒီပစ္စည်းတွေကိုတော့ကြောက်ကြောက်လန့်လန့်နဲ့တုံ့ဆွဲခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ ဦးတွန်းခင်တို့စီကိုအလိုအမှုကိစ္စမှဖြစ်ပေါ်မလာခဲ့ဘူး။ဒါကြောင့်ဦးတွန်းခင်မင်းရကမြင်မှတ်ထားခဲ့တဲ့သူ့ရဲ့အိမ်မက်တိုင်းပဲဇနီးပြည့်သူမိမဖွားခင်အထိဘယ်အလုပ်ကိုမှမလုပ်ခိုင်းမနဲ့ကိုဝင်မပြတ်စည်းစေဖို့အတွက်စောင့်ကြည့်ပေးရန်မိသားစုစာဝင်တွေအတွက်အခုလိုပစ္စည်းတွေကိုလာရောက်ပေးရင်သာဖြစ်နိုင်မယ်လို့လည်းတတ်မှတ်လိုက်ပါရစေ။ထုံးခင်ထုံးခင်နေမိမမွေးပြီဟဲ့မွေးပြီ။တေဆုံအသားဆုံးအရွယ်ဖြစ်နေတဲ့ဒေါ်သိန်းရဲ့ကိုဝင်ကတာမန်ဖာကြီးတယ်လို့ဝမ်းပိုက်ကြီးက အရန်ကြီးပူပေါင်းခြင်းမရှိဘူးတာမန်ဝိုင်းမိုက်ထက်နည်းနည်းလေးသာပေါင်းနေခဲ့ပါတယ်ကိုဝင်ခုနှစ်လတည်းနဲ့နေရင်လက်တယ်ဖွားကြီးနဲ့သာတော့သိရင်တယောက်မွေးဖွားလိုက်ပါတယ်အိမ်ခန်းတွင်းကလက်တယ်ဖွားကြီးရဲ့မွေးပြီဆိုတဲ့စကားတွေကိုသာအိုးထုံးခင်တယောက်ကြားသိလိုက်ရတယ်မွေးကင်းစာကလေးတွေရဲ့ငိုကြွေးလာခဲ့တဲ့အတန်တွေကိုလည်းမကြားခဲ့ရဘူးအဲနောက်အိမ်ခန်းတွင်းကနေလက်တယ်ဖွားကြီးရဲ့ထမ်းမှန်ပြောဆိုခဲ့တဲ့စကားကိုအခုလိုကြားလိုက်ရပြန်တယ်ဟင်လူကြောက်ကလေးမွေးတာတော့သိရင် ်ညှိမှုလိုက်တာလူကြောက်ကလေးတော့လူကြောက်ကလေးဗျာတော်တင်ဘလို့ကျုပ်ကျုံမင်းမကမွေးတာလူကြောက်ကလေးဟုတ်လားဟုတ်တယ်ထုံကဲနေလို့တော့စီးဝါတက်မှာပဲလူကြောက်ကလေးကယောက်ျားလေးလားမိန်းကလေးလားတော့မသိဘူးယောက်ျားလေးဖြစ်လိမ့်မယ်တော်တင်ကျုပ်ဝင်လာလို့ရပြီလားဟဲ့ဝင်လာနေအောင်လေခဏနေအောင်လောက်ပါတော်တင်အေးရကျုပ်ကြည့်ချင်လာပြီဗျအရွယ်စားအဖြစ်အရှိချောင်းလက်မကြော်ကြောကန်းသာရှိလိမ့်မယ်ဖြစ်ပြီး ဒေဒီတာအချောက်ကလေးတာဖြစ်တယ်။ကုကူလေးနဲ့နင်းညိုရောင်ဒေဒီတာအချောက်ကလေးတာဒေါ်သိန်းရင်တယောက်ဝေးဖွားလာခဲ့ခြင်းဖြစ်ပါတယ်။ပြီးတော့အခုတော့ဦးတွန်းခင်နဲ့ဒေါ်သိန်းတို့ရဲ့ဝေးဖွားလာခဲ့တဲ့လူကြောက်ကလေးဟာစောရနဲ့ခက်နဲ့စမ်းရှင်ပြီးတော့ဝေးဖွားလာခဲ့တဲ့ကလေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖခင်ဖြစ်သူဦးထုံးခင်တယောက်မြန်မာခေရတဲ့အိမ်မက်တွေနဲ့ဆက်ဆက်တွဲကြည့်မယ်ဆိုရင်တော့သိကြတာကဒီလူ၆လေးဟာ စောရနှက်ခနဲ့မွေးဖွားလာတဲ့လူကြောက်လေးသာဖြစ်ပါလိမ့်မယ်။လူကြောက်ကလေးရဲ့အမည်ကတော့မောင်တိုင်းလို့အမည်ပေးတယ်။လူကြောက်ကလေးမွေးဖွားလာခဲ့ပြီးနောက်ပိုင်းအိုးထုံးခဲတဲ့ဒေါ်သိန်းတို့လည်းအများသူငါရဲ့စည်ရင်ငါဘောကနေလုံမြောက်နိုင်ခဲ့ပါတယ်။ကိုပိုင်လည်းကိုပိုင်ချံကိုပိုင်အင်းလေးနဲ့တင်းတင်းတတဲနေထိုင်လာနိုင်ခဲ့တယ်။မိဘတွေပြေလည်ခဲ့တာနဲ့လောင်းကစားသမားကျော်မြင့်လည်းမိဘတွေစီကငွေကြေးတွေကိုခိုးယူပြီးတော့လောင်းကစားမျိုးစုံလုပ်ပြီးပြပြကြီးပြော်လာပါတယ်။ ငွေကြေးတွေကလည်းအဖက်ဖက်ကနေဝင်ရောက်ခဲ့တာကြောင့်ဥထုံးခင်တရားငွေကြေးတွေကိုကောင်းကောင်းမှတ်လို့မထားနိုင်ဘူးမှတ်ထားခဲ့တဲ့အချိန်မှာတော့တာပြည့်သူကျော်မင်းတယောက်ခိုးယူခဲ့တယ်ဆိုတာကိုသိရှိသွားတဲ့အတွက်တိတိကျကျတင်ဆက်ခဲ့ရပြန်တယ်လူကြောက်ကလေးရဲ့အသက်ရွယ်ကတနေ့ပြက်လာတယ်တနေ့ကန်ကြတဲ့အခါမှာတော့ဖောက်ကင်ပြည့်သူဥထုံးခင်ကိုအိမ်မက်ပေးလာတယ်အိမ်မက်ထဲမှာလူကြောက်ကလေးကတနေ့သားအရွယ်နဲ့စကားပြောဆိုတတ်ပြီးဖောက်ကင်ပြည့်သူကိုအဖေတား ီရွယ်တော်ရောက်နေပြီတိလားတကစားခြင်းနဲ့ဖေးတားကိုအယုတ်ကလေးတွေဝယ်လာခဲ့ပြီအောင်တော့ပြီးတော့အကိုကြီးအကိုကြီးကိုကျော်မြင့်ကတားကိုတိတ်မချစ်ဘူးဖေးဒါပေမဲ့တားကတော့လေအကိုကြီးကိုအယမ်းချစ်တယ်အမေကလည်းတားကိုဂယုဆိုင်တဲ့တော့တားအယမ်းပြောတယ်တိလားဒါပေမဲ့အဖေးအကိုကြီးမွေးထားတဲ့ခွေးကြီးကိုတားအယမ်းကြောက်တယ်ဗျအဲ့ဒီခွေးကြီးကိုအိမ်မှာမထားပါနဲ့လားဗျအပြစ်သေးပါဘူးအကိုကြီးကျော်မြင့်က သူ့ခိုးကြီးကိုအရန်ချစ်တာ ထားလိုက်ပါတော့ဖေရမနှက်ပြန်မနှက်ကြရင်တော့ဖေရဆင်မမသားရတနာတုပ်လေးကိုတင်ထားပေးမယ်နော်ဖေဖေနဲ့မမေအိမ်စရိတ်အတွက်လိုအပ်တာတွေတုံးလို့ရပြီသားကနာကနာငွေတွေပေးနေလို့သားကိုတခိုးလေးလိုမတင်နဲ့ဖေသားကတခိုးပါဒါပေမဲ့ရွာသူရွာသားလေးစီကနေခေါင်းပုံဖြတ်နေတဲ့အကျွေးရှင်တွေကအလူခံတာပါဖခင်ဖြစ်သူဦးထွန်းခင်ကိုမောင်ကျိုင်းလိုအမိတွင်နဲ့လူကြောင်လေးဟာအိမ်မက်အများဆုံးပေးပါတယ်သူတယောက်ဖြစ်ချင်တဲ့ ဆန္ဒတွေကိုပြောစေတယ်လေရှိတယ်။မိခင်ဖြစ်သူဒေါ်သိန်းကိုတော့တခါတရံမှသာအိမ်မက်ပေးလေရှိတယ်။လူကြောင်လေးကအိမ်မက်တွင်မှာလူအတိုင်းပဲသူ့ဘယ်ရွယ်ကိုရောက်နေပြီ။သူ့ဘလို့သုံးဆောင်တွေကို လိုအပ်နေပြီဆိုတော့အမဲတစေလဲပြောဆိုပါတယ်။မိဘတွေကလည်းအရွယ်နဲ့မျှတိုက်ပြစ်သူလူကြောင်လေးမောင်ချိုင်ကို သူ့လိုအပ်မဲ့ယောက်ျားလေးသုံးဆောင်ပစ္စည်းတွေကိုလိုရသေးမရှိအောင်လို့ဝယ်ယူပေးခဲ့ပါတယ်။ဒီလိုနဲ့နေထိုင်ခဲ့ပြီးလူကြောင်ကလေးမောင်ချိုင်စနေသားအရွယ်ကိုရောက်လာတယ် ီးတော့စနေသားရွယ်ရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူနဲ့ဘာခင်ဖြစ်သူကိုအိမ်မက်ပြပြန်နေအိမ်မက်ထဲမှာမိခင်ဖြစ်သူနဲ့ဘာခင်ဖြစ်သူကအိမ်ဦးခန်းလေးမှာထိုင်နေပါတယ်စနေသားရွယ်လူကြောက်လျာမိဘနှစ်ပါးကိုအခုလိုပြောပြတယ်အဖေနဲ့မေတာဟိုဘက်ရွာမှာမိန်းကလေးတယောက်ကိုချစ်နေပြီပြီအဲ့ဒီမိန်းကလေးကိုလိုက်တောင်းပေးပါလားတာမိမယူတော့မေလိုက်တောင်းပေးနော်ဟေးဘိန်းရွာမှာတော့တာရဲ့တာတို့ရွာနဲ့၃ရွာကျော်လောက်ဝေးတဲ့ပေး လာတာကျွေးရပါမှာအဲ့လိုအိမ်မက်တွေကိုအိုးထုံးခဲနဲ့ထော်သိမ်းရင်လေတပိုင်နဲ့တည်းမြတ်ကလေးဒါဖြစ်သူပြောဆိုတဲ့လာတာကျွေးရစီကိုမိဘနှစ်ပါးတောင်းရောက်တဲ့အခါလူเจ้าမလေးเจ้าကိုစုံစမ်းရတယ်ဒီခါမှာအဲ့ဒီဒီရော်လေးမှာကိုနဲ့တမီးအရွယ်လူเจ้าမလေးတို့ရှိတယ်ဆိုတာသိရှိခဲ့ရတယ်ဒီလိုနဲ့ဘာခင်ဖြစ်သူအိုးထုံးခဲသူရဲ့တာဖြစ်သူလူเจ้าကလေးမောင်ချမ်းရဲ့အိမ်မက်တွေเจ้าကိုပြောဆိုပြီးတော့တပတ်ကလူเจ้าမလေးရဲ့အုတ်ထင်းသူတွေနဲ့တိုင်ပင်ပြောဆိုတဲ့အခါထိမ်းမြလက်ထပ်ပေးဖို့အတွက်နှစ်ဦးနှစ်ဖက် သဘောတူခဲ့ပါတယ်။ဟာအဖွားကြီးနဲ့အဖိုးကြီးတွားချင်တဲ့နေရာကိုတွားနေကြပါလား။ဟေးအမေအမေဘသူမှမရှိကြဘူးလား။ကျုပ်ဘိုက်ဆာနေပြီဗျ။ဟာတကားကြီးလည်းပြိတ်ထားတယ်။ဘသူမှမရှိပါလား။အတော်ပဲမိခင်ပြည်သူနဲ့ဘခင်ပြည်သူတို့ဟာလာတာခြေဝါစီကိုတွားရောက်နေတဲ့အချိန်ဖြစ်တာကြောင့်နေရင်တွင်းမှာဘသူတို့အိုးတယောက်မှရှိမနေဘူး။ဒီချိန်မှာပဲကိုကျော်မြင့်တယောက်မမူယူယူနဲ့နေအိမ်ကိုပြန်လည်ရောက်ရှိလာတယ် ိဘတွေစီကငွေကြေးတွေကိုခိုးယူဖို့အတွက်ရှာဖွေတယ်။ဒါပေမဲ့ဘာကင်ဖြစ်သူဦးထွန်းခင်ဟာတာဖြစ်သူရဲ့အကြောင်းလေးကိုကြိုတင်သိရှိခဲ့တာကြောင့်ငွေကြေးနဲ့လက်ဝတ်လန်စာတွေကိုလုံခြုံစိတ်ချတဲ့နေရာမှာထားရခဲ့ပါတယ်။ဒါကြောင့်ကိုကျော်မြင့်တရာနေရတစ်ခုလုံးအတွင်းမှာနေရာနှံ့ရှာဖွေပေမဲ့တန်မိုးကြည့်လာမယ့်ပစ္စည်းတွေမတွေ့ရှိတာကြောင့်အဆုံးမှာတော့ဘုရားရှင်အောင်မှာမှန်ဗီဒီယိုတွေထဲမှာဂရုတစိုက်သိမ်းဆဲထားတဲ့လူကြောက်ကလေးမောင်ချမ်းရဲ့တက်တာကိုမြင်တွေ့သွားတယ်။နေစမ်းပါဦး။ အဖေကယရနာတွေထက်ဒီရုပ်လေးကိုပို့ပြီးတော့ယူယူရရပြစ်နေတာတွေ့ရတယ်။ဒါဘာရုပ်ပါလဲ။ဟိုးဘာရုပ်ပဲဖြစ်ဖြစ်အခုလုံးလုံးစင်ငါမှအရက်ပုံမရှိတော့ဘူး။ရေချိန်ကလည်းမကိုက်သေးဘူး။တောင်ကကြီးစီမှာဒီရုပ်လေးကိုပေါင်ပြီးတော့အရက်တောက်တာကောင်းမယ်။ဟုတ်တယ်။အဲ့ဒါပိုကောင်းတယ်။တောင်စိုးပလုံးစိုးကိုဒါပြစ်ကောင်းပြစ်ချင်ပြစ်မယ်။ဒါပေမဲ့တားစိုးတားမိုက်တို့ဖြစ်တဲ့ကျော်မင်းကိုတော့သူ့ရဲ့မိဘတွေဟာမပြည့်ရဘူး။ဒီချိန်တိုင်းပဲစားကြည့်နိုင်စား အဲ့ချိန်တိုင်းအိမ်နဲ့ကျွေးမွေးဆောင်ရှောက်ထားပါတယ်။ကျော်မင်းကလည်းဖခင်ဖြစ်သူတယောက်နေ့စဉ်နဲ့များဂေရုဆိုင်ရှိနေခဲ့တဲ့ရုံးတစ်တားလေးတွင်ကနေညောင်ရောင်ရှိတဲ့ပစ္စည်းလေးဟာလူကြောင်မှန်းလဲမသိဘူး။ဒါကြောင့်အဲ့ဒီတစ်တားလေးကိုယူပြီးတော့တရုတ်တထေးစီမှာအပောင်ထားပြီးတော့အရက်တောက်ပြလိုက်ပါတယ်။ကျန်းသာကြည်ရနဲ့လာသာကြည်ရဟာအရန်ကိုဝေးခွာတာကြောင့်အသွားပြန်ဆိုရင် နေချင်းပြန်တနေကုန်ဒီပါကြာမြင့်လာပါတယ်။ဒါကြောင့်ဘူးတွန်းခင်တဲ့ဇနီးဖြစ်သူဟာသူ့ရဲ့ကျန်းသာကြည်ရစီကို ပြန်လည်ရောက်ရှိလာတာညတော်အတော်မှောင်းနေပြီတနေကုန်နဲ့ပြင်ပန်းထတာကြောင့်လက်မယားနှစ်ယောက်ဟာအိတ်ဆက်ဖို့အတွက်ပဲပြင်ဆင်နေကဲမိမတားငယ်လေးမင်္ဂလာကိစ္စကတော့အဆင်ပြေသွားပြီကွာသူလည်းသိကျင်ပါပဲတို့လည်းသူ့ကိုအားရဝါဒလာပြောအောင်မထင်နဲ့ကဲတို့လည်းပြင်ပန်းနေပြီအိတ်မယ်ကွာပြင်ပန်းမှုတွေနဲ့လက်မယားနဲ့ဦးသားအိတ်ဆက်ခဲ့တယ်လူကြောက်ကလေးတင်းဆဲထားခဲ့တဲ့နေရာကိုအမှတ်တမဲ့ပဲတော့တတိမထားမိဘူးဒီလိုနဲ့ညနေချင်းကိုရောက်တော့တောင်းဆန်တိုင်းပဲ ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူကိုလူကြောင့်ကလေးမောင်ချိုင်အိမ်မက်ပေးတယ်။အိမ်မက်ထဲမှာမောင်ချိုင်ကရှာကြည့်တဲ့ငွေနဲ့ငိုကြွေးတယ်။အဖေအဖေသားအဖေသားကြီးကိုကျော်မြင့်လေး။သားကိုရွာတောင်ပိုင်းကတရုတ်ကြီးစီမှာအပောင်ထားခဲ့တယ်။လောက်ပါအောင်ဗျာ။သားကိုပြန်ခေါ်ပေးပါအောင်ဗျာ။သားမနေချင်ဘူး။အဖေနဲ့အမေနဲ့ပဲနေချင်တယ်ဗျ။သားကိုပြန်ခေါ်ပေးပါနော်။အဲ့တို့ပြောဆိုတာကြောင့်မိဘနဲ့ပါလဲပြိုင်တို့ပဲနိုးလာပါတယ်။ လူကြောက်ကလေးမောင်ချိုင်ကိုထားရှိတဲ့နေရာစီကိုအလေးမြန်သွားရောက်ကြည့်ရတယ်။ဒါပေမဲ့တေးချစွာတင်ထားခဲ့တဲ့နေရာလေးမှာတော့မောင်ချိုင်တက်တာလေးကိုလုံးဝမတွေ့ရဘူး။ဒါကြောင့်တာပြည့်သူကျော်မြင့်အိတ်တဲ့နေရာစီကိုသွားပြီးတော့မင်းမြင်တယ်။ဟဲ့ကောင်ကကျော်မြင့်ထဆန်။ငါသားငယ်ကိုမင်းဘာလို့လိုက်ပြီလဲ။ဟဲ့ကောင်ထဆန်လို့။ဟာအဖေဘာတော့မြ။ဟဲ့ကောင်ဘာတော့လုံးမနေနဲ့။တရားစင်အောင်ကမှန်ပြီးလိုထဲမှာထည့်ထားတဲ့ပစ္စည်းလေးပဲရောက်သွားလဲ။ဟာကျုပ်ကဘယ်သိမလဲဗျမသိဘူး။ ဟဲ့ကောင်ကြောမြင့်မင်းရွာတောင်ပိုင်းကတယောက်ကြီးစီမှာအပေါင်ခံထားတယ်ဆိုတာငါတို့သိထားပြီပြီတိတ်ချောင်းလာမိတာဟုတ်လားဟာဗျာအဖေတို့ကလည်းဒီလောင်ချမ်းသာနေတာတော့ဒီတက်တာလေးကိုနှမျောနေရတယ်လို့ဟုတ်တယ်ဗျာဟုတ်တယ်ကျုပ်နေလေကအရက်ဖို့မရှိတာနဲ့ထောင်ကကြီးစီမှာသွားပြီးတော့အပေါင်ထားလိုက်တာဟာပြက်တနာပဲကွာမင်းနဲ့တော့အဲ့လိုမင်းမြန်ပြီးတော့ရွာတောင်ပိုင်းကတယောက်ကြီးစီမှာညာရင်းမြဲငွေ9000နဲ့သွားရောက်ပြီးတော့ရွေးယူတယ်အဲ့တော့တာဖြစ်သူကိုကျော်မြင့်ကို ဒီတိတ္တရဲမှာရှိနေပစ္စည်းလေးဟာလူကြောက်ကလေးဖြစ်ပြီးသူ့နဲ့ညီကိုတော်ဆက်တယ်လို့ပြောဆိုခဲ့ရတယ်။ဒီလိုမှသာကိုကျော်မင်းရနောက်နောက်နေမှာအခုလိုမလို့တော့ဘူးလို့ပြောဆိုခဲ့တယ်။ဒီလိုနေတိုင်းကင်းနဲ့လာတာကြေးရလေးစီကိုလူကြောက်ကလေးမောင်ချိုင်ကိုမိမတားယူမဲ့ရွက်ကလေးနီလာပါတယ်။ဒါကြောင့်မိဘတွေဟာလူသားစင်စင်လို့ကတော်ဝဲတွေပြင်ဆင်လို့ရဲရွာလူကြီးတွေကိုလည်းဖိတ်ခေါ်တယ်။မိမိပေါင်းနံခဲ့ဖို့တဲ့ရုံးတစ်တားလေးထဲမှာလူကြောက်ကလေးရှိတယ်ဆိုတာကိုတော့ကိုကျော်မင်းတယောက် သိရှိသွားခဲ့တယ်။ဒါကြောင့်လူကြောင်ကလေးကဘယ်လိုပုံစံရှိလဲဆိုတာသိချင်တဲ့စိတ်တွေလည်းဖြစ်ပေါ်လာပါတယ်။ဒါကြောင့်မိဘလေးနဲ့ရဲရလူကြီးတွေဟာသူ့ရဲ့နေအရှင်းမှာ မိမတောင်းယူမဲ့ကိစ္စအတွက်ပြင်ဆင်နေတဲ့အချိန်ကိုကျော်မင်းဟာသူ့ရဲ့ခွေးတကောင်နဲ့အိမ်နောက်ဘက်ကခုံးဝင်လူကြောင်ကလေးရှိနေတဲ့မိဘနှစ်ပါးရဲ့အိမ်ခန်းတွင်ကိုရောက်ရှိလာတယ်။အဲနောက်ရောတစ်တာလေးကိုမျက်လုံးတစ်ချောက်ရှာဝေးတယ်။ကရင်ရဲ့ခေါင်းလေးမှာဂယုတစိုက်ထားရှိတာတဲ့ရောတစ်တာလေးကိုမြင်တွေ့လိုက်ရတယ်။ဒါကြောင့် တုံတုံကြီးနဲ့ပဲရောတက်တာလေးကိုယူဆောင်လိုက်ပြီးတော့အတဲမှရှိတဲ့လူကြောက်ကလေးကိုထုတ်ယူတယ်။ယမကလူလင်တွေထုံးစံလိုက်မယ်ခြေလက်တွေကတော်ရင်နေတာကြောင့်ထုတ်ယူလိုက်တဲ့လူကြောက်ကလေးဟာကျမ်းမြေပေါ်ကိုပြုတ်ချသွားတယ်။ဒီခါမှာကိုကျော်မင်းတယောက်ခေါ်ဆောင်လာခဲ့တဲ့ခွေးကလူကြောက်ကလေးပြုတ်ချသွားတာနဲ့ကြိုက်ကြည့်တယ်။ပြီးတော့ဆွဲခါဖြစ်တယ်။သိကြတာကတော့လူကြောက်ကလေးမောင်ကြိုင် ခွေးကြိုက်ခံရပြီးတော့အသက်ဆုံးပါသွားခဲ့ပြီ။ဒီကြမှာပဲမိဘတွေကအိမ်ခံတွင်းကိုရောက်တဲ့အခါလူကြောက်ကလေးမောင်ကြိုင်ရဲ့အဖြစ်အပျက်ကို ရဲဝါထက်နဲ့မြင်တွေ့လိုက်ရတယ်။သူတို့ရဲ့သားလေးမောင်ကြိုင်တေဆုံသွားခဲ့ရပြီဆိုတာဦးထုံးခင်နဲ့ဒေါ်သိန်းတို့သိရှိသွားပါတယ်။ဒါကြောင့်သားကြီးဖြစ်တဲ့ကိုကျော်မြင့်ကိုတော့ဂျွာလူကြီးအိမ်ကိုလူတက်မှုနဲ့ဝိုင်းပြီးတော့ပို့ဆောင်ထားတယ်။ဒါပေမဲ့ကိုကျော်မြင့်ကိုတက်ဆိုင်ရာကဘလို့မှအရေးယူလို့မရဘူး။လူเจ้าဆိုတာတက်ရှိတင်ရှားတွာလာလှုပ်ရှားနေကြတဲ့လူသားမဟုတ်တာကြောင့်လူတက်မှုတော့မမြောက်ဘူး။နောက်ပိုင်းကြတွေမှာလူเจ้าကလေးမောင်ကြိုင်တယောက်သူ့ရဲ့မိဘလေးစီကိုရောက်ရှိမလာနိုင်ဘဲနဲ့ ေဆုံးသွားခဲ့တာအထေချာဆိုတာရိပ်စာမိလာပါတယ်။တရှိတင်ချာရှိတော့ကမိဘတွေအတွက်စီးပွားရေးတိုးတက်စေဖို့မောင်ကျိန်တယောက်ဖက်ဖက်ကနေကိုညီခဲ့တယ်။ဒါကြောင့်တရွာလုံးကလည်း